မင်္ဂလာပါရှင်ရှဲလက်လက်ပိုင်ပုံကနေကြိုဆိုပါရရှင်ဒီနေ့ရီတလေးကမို့အပတ်စဉ်ပြုလုပ်ပေးနေတဲ့ Sandy Love Message လေးဖြစ်ပါတယ်ရှင်အဲ့တော့ဒါမို့ရဲ့တမျက်ချင်းလေးတွေနဲ့မတွေ့ရတာလဲတော်တော်ကြီးကိုကြာသွားပြီအဲ့တော့အခုဒီ Sandy Love Message လေးမှာပေါ့နော်မောင်က အာ group လေး၃ခုကိုပုံမှန်အတိုင်းလေးပဲရွေးချယ်ဖို့အတွက်စီစဉ်ပေးထားတယ်။အဲ့တော့ဒီနေ့ခေါင်းစဉ်လေးကရှင်းဆက်ပြီးသူနဲ့အဆင်ပြေမလားပေါ့နော်။အဲ့တော့ရှင်းဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုတဲ့ဒီ connection နဲ့တည်းမှာဒါ relationship တွေရှိမယ် saturation ship တွေရှိမယ်အာ crash တွေလည်းရှိတယ်ပေါ့နော်။ဒီ energy လေးတွေကိုတွေ့ရပါတယ်။အဲ့တော့ ရှေ့ဆက်ပြီးသူ့နဲ့အဆင်ပြေမလားအဲ့ဒီသူ့လေးကိုတော့ကိုယ်စိတ်ထဲမှာရည်ရွယ်မှန်ပြီးတော့ဒီ group လေးတွေကိုရွေးချယ်ပေးပါလို့မုံကအကြံပြုပေးချင်ပါတယ်ရှင်အဲ့တော့ဒါ group 1 2 3မုံတို့ဒါရွေးချယ်ကြည့်အောင်နော်ဒါလေးက group 1အတွက်ဖြစ်ပါတယ် group 2အတွက်ဖြစ်ပါတယ် group 3အတွက်ဖြစ်ပါတယ် โอเคဒါဆိုရင်ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလား group 1 group 2 group 3ဒီ group လေးတောင်းဖို့ကိုသူဆိုတဲ့သူလေးကိုရည်ရွယ်ပြီးတော့ရွေးပေးပါလို့မုံငန်းအကြံပြုပေးပါတယ်ရှင်အဲ့တော့ဒါဆိုရင် group 1လေးနဲ့တူတူပြန်လာခဲ့ပါမယ်ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလား မင်္ဂလာပါရှင်ရှယ်ဒလပ်ဘိုင်ဘုံကနေပြန်လည်ကြိုဆိုပါရစေ။အခုဒီနေ့ reader လေးကတော့အာဒီ Sandy Lab message လေးရဲ့ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားပေါ့နော်။အဲ့တော့ဒီကောင်းစင်လေးနဲ့မင်္ဂလာ group 1လေးကိုဒီကက်ကလေးကိုရွေးထားတဲ့ group 1လေးကိုမို့လေ့လာပေးမှာဖြစ်ပါတယ်။အဲ့တော့ကဲ့ရဲ့ energy အရဆိုရင်တော့ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုတော့ yes ပေါ့နော်အဲ့တော့အဖြေလေးကတော့တိတိကျကျပြောရရင်တော့ yes ဆိုတဲ့အဖြေလေးကိုတော့တွေ့တယ်။ဒါ့ပေမဲ့ အဲ့တော့သူနဲ့အဆင်ပြေမလားဆိုတော့အနေထားမှာတော့အเจ้าယာတွေအများကြီးကိုဖြတ်ကျော်ရေးတောင်းနေတောင်းနေတောင်းနေဟိုဖြတ်ကျော်ပြီးတော့ကိုယ့်နဲ့ပြိုင်ဘက်တွေရှိတယ်အဲဒါဒါမျိုးပေါ့နော်သူနဲ့ကိုယ်နဲ့ဂျားတဲ့တဲမှာအဆင်ပြေဖို့အတွက်ခြေလန်းလေးတွေရှိတယ်နီးလေးတွေရှိတယ်နော်အဲနီးလန်းလေးတွေစဉ်းစားရမယ်အော်ရှေ့ဆက်ပြီးအဆင်ပြေဖို့အတွက်ဆိုရင်ကိုကထူးချွန်နေဖို့လိုအပ်တယ် အဲအများနဲ့တရအဲ့လိုမျိုးရွေးချယ်ရတာမျိုးရင်ဖြစ်လိမ့်မယ်နော်ဒါမျိုးလေးပေါ့ကိုကထင်းထွက်နေမှရမယ်အနေထားလေးတော့ဖြစ်တယ်အဲ့တော့ရှေ့ဆက်ပြီးအဆင်ပြေမလားဆိုရင်တော့အဆင်ပြေဖို့အတွက်ဆိုရင်ကိုတော်နေမှရမယ်ကိုမှနီးလန်းတွေရှိနေမှရမယ်ကိုထူးထွန်းနေမှရမယ်ပေါ့အဲ့ဒီအဖြေလေးကိုတော့အခုအချိန်မှတော့ရတယ်ပေါ့နော်โอเคဒါဆိုရင်မလို့ထဲရုံနဲ့လည်လာကြည့်ရအောင်ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလား ိပေါ့နော်။သူကကို့အပေါ်မှာဘလို့မြင်လဲဆိုတာကိုသိရမှာမလို့ကရှင်းဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုတာမလို့လေ့လာလို့ရမှာပေါ့။အဲ့တော့သူ့ရဲ့အဲကို့အပေါ်မှာထားတဲ့မြင်တဲ့အမြင်ပေါ့။မြင်တဲ့အမြင်ထားတဲ့စိတ်ထားပေါ့နော်။အဲ့တော့ group 1လေးရဲ့သူက group 1လေးပေါ်မှာမြင်တဲ့အမြင်ထားတဲ့စိတ်ထားတော်လို့ဒီသူမမြင်သေးဘူးကို အဲ့တော့တချို့ crash energy လေးတွေပေါ့နော်အဲ့တော့သူရဲ့ပပန်းလေမှာအာနည်းနည်းစွန်နဲ့တယောက်ဖြစ်မယ်ထင်တယ်အဲ့တော့ဒါအရက်အမောင်းကောင်းကောင်းဗလာတောင်းတောင်း အော်မိန်ကလေးဆိုရင်လဲကွာလုံးဝလုံးကြီးပေါက်လာပေါ့ structure လှလှနေပေါ့နော်အာလုံးကြီးပေါက်လာမှတော့ structure လှလှအမိုက်စားလေးပေါ့ attractive ဖြစ်တဲ့သူယောက်ျားလေးဆိုရင်လဲတကယ် gym နေပါလေဆိုအဲသဘောကျစရာပေါ့နော်အဲ့တော့အမျိုးသမီးတွေမိန်ကလေးတွေသဘောကျစရာပုံစံဒီလိုမျိုးလေးဖြစ်မှာပေါ့အဲ့တော့သူ့ရဲ့ပတ်ပတ်လည်မှာကိုယ့်အပြင်တခြားလည်းရှိတာပေါ့သူ့သဘောကျနေတဲ့သူသူနဲ့အဲဘာညာတလကအီစီကလီလိုလိုဘာလိုလိုအဲဝင်းရံနေတဲ့သူဒါမျိုးလေးတွေလေ ယ်ရှိတာပေါ့သူစကားပြောနေတယ်ဒါမျိုးလေးတွေတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဟံတော့မဟုတ်ဘူးလက်ရှိမှာတော့ချစ်သူတွေပါလေတိတ်ပြီးတော့မတွေ့ရဘူးအဲ့ energy ကိုတွေ့တယ်ဒါပေမဲ့ကိုယ်သဘောကျနေတာကိုသူကအဲဘယ်လိုကောင်းမလဲမသိချင်အောင်ဆောင်နေတာမျိုးတို့ဒါမှမဟုတ်မမြင်တာမျိုးတို့အဲမမြင်ချင်အောင်ဆောင်တာကိုပို့ပြီးတော့ခံစားရတယ်အဲ့ဒီလိုလူမျိုးဖြစ်လိမ့်မှာပေါ့ ဲ့တော့သူကကိုယ့်အပေါ်မှာအခုလက်ရှိမှာဘယ်လိုသဘောထားလဲဘယ်လိုမြင်လဲဆိုရင်တော့ဟွန်းမမြင်ချင်အောင်စောင့်နေတယ်ဆိုတော့ energy လေးကိုရပါတယ်เนาะနည်းနည်းလေးတော့ပဲများမယ်ပေါ့နည်းနည်းလေးခြေချင်လဲခြေမယ်ပေါ့เนาะပုံစံလေးရโอเคဒါပေမဲ့လေသူ့ရဲ့ပုံစံကကြတော့သူကလေတခုခုပေါ့เนาะဟိုသူ့သူ့အကြောင်းကိုတီးဖို့လိုတာပေါ့เนาะသူကတခုခုဆိုရင် ဆွဆွဲမြဲမြဲရှိတယ်ဆွဆွဲလန်းလန်းရှိတတ်တယ်အဲ့ဒါကြောင့်မို့လို့ကိုဟိုဘယ်လိုကောင်းမလဲကိုသဘောကျတဲ့သူပေါ့နော်ကိုသဘောကျတဲ့သူလေးကဟိုတကယ်သာတွဲလိုက်ပြီးဟဲ့ဆိုရင်ကိုလက်လွတ်ပေးမဲ့သူမဟုတ်ဘူးဒါကြောင့်မို့လို့ group 1လေးတွေကိုအထူးပြောပြချင်တာကအာကိုဘက်ကမသေးချာပဲနဲ့လူတယောက်ကိုချိတ်ကပ်ဖို့မစင်စားနဲ့ဒါကကောင်းလေးပဲဖြစ်ဖြစ်ကောင်းမလေးပဲဖြစ်ဖြစ် group 1လေးဟာပေါ့နော်ကောင်းလေးပဲဖြစ်ဖြစ်ကောင်းမလေးပဲဖြစ်ဖြစ် ကိုဘက်မှာကိုကိုမေးကြည့်ငါရဲ့ငါတို့တကယ်လားသိကြလားငါတို့ခဏလားအပျော်လားပလီမာလားအတီလားတကယ်ကြိုက်တာလားကိုကိုကိုအရင် clear ဖြစ်အောင်လုပ်ပြီးတော့မှသူ့ကိုရွေးချယ်ဘာဖြစ်လို့လဲဆိုတော့သူကအဲ့ပလေးရားတွေကိုသူစိတ်ဝင်စားဘူးသူ့ကိုပလေးမဲ့လို့သူမကြိုက်ဘူးခံရပြီလားတော့မပြောတတ်ဘူးเนาะအဲ့တော့ အသေးခွေးရမာတွေပလေးခံရမာတွေဘာတွေကိုသူသိပြီးတော့မနစ်မြို့ဘူးပေါ့နော်အဲ့ဒါလေးကိုကိုကသိထားဖို့လိုတယ်ဂရုဝမ်းလေးကအဲ့ဒီကိုရဲ့သူ့ဆိုတဲ့သူကတကယ်သာချစ်သူဖြစ်သွားကြည့်သူကဟိုအလွတ်ပေးမှာမဟုတ်ဘူးပေါ့နော်တခုခုဆိုရင်အဲချစ်သူဖြစ်ဖို့ကလွယ်တယ်ဖြတ်ဖို့ကခက်တယ်အဲ့ဒါလေးကိုသိထားပေးပေါ့နော်โอเคအဲ့တော့သူကကိုဘယ်လိုမြင်လဲသူစိတ်ထဲထဲမှာဘယ်လိုသဘောထားလဲ judgment okay မွန်ဒီတယ်ထဲမှာဗာခံစားရလဲဆိုတော့သူ့မှာလေသူသေးခွဲခဲ့ဘူးတယ်เนาะ yeah ပြောနေရင်းနဲ့เนาะပြောနေရင်းနဲ့သူတဲခွဲခဲ့ဘူးတယ်ဆိုတဲ့အချိန်မှာတက်ကြီးရကြလာတယ်။โอเคသူတဲခွဲခဲ့ဘူးတယ်သူတဲခွဲတာလက်လက်ဆက်ဆက်ကြီးအထိနာခဲ့ဘူးတယ်ပေါ့နော်။အဲ့ဒီအထိနာခဲ့ဘူးတဲ့အတွက်ကြောင့်မလို့တချိန်တစ်ခါတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်။အဲ့လိုမျိုးအထိနာခဲ့ဘူးတဲ့အတွက်ကြောင့်မလို့သူဟာတော်ယုံတန်ယုံရီစားထားဖို့ချစ်သူထားဖို့ဘာညာကိုချောင်းလဲခွဲတာမျိုးဖြစ်ချင်ဖြစ်မှာပေါ့နော်။ အဲလောလောဆယ် RX ဆိုရင်ဒီထဲမှာ crash energy တွေတော်တော်တွေ့ရတယ် saturation ship လိုမျိုး energy တွေတော်တော်လေးတွေ့ရတယ်ပေါ့နော်အဲ့တော့သူသေးခွဲခဲ့ဘူးတဲ့တချိန်တစ်ခါမှာသူသေးခွဲခဲ့တဲ့အတွက်ကြောင့်မလို့တော်ယုံတယုံလူတွေကိုမယုံကြည်ဘူးမယုံကြည်ဘူးဆိုတဲ့ပုံစံမျိုးလေးတော့ဖြစ်နေလိမ့်မယ်ပေါ့နော်အာအာနင်းချင်တယ်လို့မဟုတ်ပါဘူးဆိုတဲ့ဟာကိုနော်မဟုတ်ပါဘူးမရှုပ်ပါဘူးမင်းချင်တယ်လို့မဟုတ်ပါဘူးဆိုတာလားအဲ့ဒီလိုမျိုးဟာကိုကွာ ပြရမှာပေါ့เนาะအဲ့ဒီအဲ့ဒီ competitor တွေများနေတယ်ကိုနဲ့ပြိုင်ဘက်တွေများနေတယ်သူနာမှာတဝဲလေလေတွေဖြစ်နေတယ်ဆိုတော့အထဲထဲမှာမှာဟဲ့ငါကတဲခွဲမဲ့သူမဟုတ်ဘူးเนาะငါကအတီเนาะဆိုတဲ့ပုံစံမျိုးကိုသူ့ကိုပြမှာအဆင်ပြေမှာပေါ့เนาะသူကအမှန်တိုင်းပြောเนาะအခုလောလောဆယ်မှာတော့ तू single is the best ပါပဲ तू လွတ်လပ်ခြင်းနဲ့ तू ပုတ်ပါခြင်းနဲ့လွတ်လပ်ပနေခြင်းနဲ့အဲ့ဒီတဲခွဲရရမလို့ခြင်းမှုတော်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 အစ်စ်ဆိုရင်ကြောက်တယ်အဲလောလောဆယ်တော့သူကလို့ဖြစ်နေမှာပေါ့เนาะအဲ့ဒါလေးကို တွေ့ရပါတယ်ဒါကလက်ရှိသူ့ရဲ့အခြေအနေပေါ့နော်ကိုယ့်ပုံမှာမြင်တဲ့အမြင်လက်ရှိသူ့ရဲ့အခြေအနေမုံကတော့လေကိုယ့်ပုံမှာမြင်တဲ့အမြင်ထက်သူ့ရဲ့အခြေအနေတွေကိုမုံပို့ပြီးတော့မြင်တယ်ဘာလို့လဲဆိုတော့ तू ဟာကိုယ့်ကိုမမြင် तू ကကိုယ့်ကိုဟိုပြောရရင် तू ဟာလေးနဲ့သူ့ကိုခရူးဆိုင်နေရတာ तू ဟာလေးနဲ့သူအသေးလေးဟိုနော်အကွဲနေတဲ့အသေးကွဲတန်းရလေးကိုကုတာရင်းနေမှာသူဟာလေးနဲ့သူကယူဆိုင်နေရတဲ့အတွက်ကြောင့်မလို့သူများကိုအာယုံမဆိုင်နိုင်ဘူးသူအနာကိုသူတတ်တာအောင် ဟီလင်းလုပ်နေတာသူ့နောင်တတ်တောင်သူကြိုးစားနေတာသူ့သူတရားအောင်ထဲနေမှသာသူ့ရဲ့အနာဘောဒုံးမကြမှာဒါလေးကိုပြောချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုယ့်ကိုသူမမြင်သေးဘူးဒီတဲထဲမှာ single တွေ crush တွေ energy ကတော်တော်ကိုကြီးကြီးမားမားစိုးမိုးနေတယ်ပေါ့နော်အဲ့ဒီ energy လေးကိုတွေ့ရတယ်အဲ့တော့ ဟုတ်ပြီတနာစရာတူလေးပေါ့နော်အဲ့တော့တနာစရာတူလေးနဲ့ group 1လေးနဲ့ shape ဘာလေးဆက်ဖြစ်မလဲကြည့်အောင်နော်သူနဲ့ shape ဆက်အဆင်ပြေမလားတကယ် main point ကိုရောက်ပြီနော်သူနဲ့ shape ဆက်အဆင်ပြေမလား group 1လေးနဲ့သူ့ရဲ့ future လေးကိုမလို့လိလာကြည့်အောင် Okay page of sauce ဆိုပါဘူး glue wall လေးပါနေဖို့လိုတယ် glue wall လေးစတက်ဖို့လိုတာပေါ့အဲ့တော့ကိုချစ်တဲ့သူကိုကိုရဲ့ crush ကိုသဘောကျတဲ့သူပေါ့နော်သူဘာလို့ချင်လဲသူလိုအပ်နေတာပါလဲသူဘာလို့ချင်တာလဲသူဘယ်နေရာမှာလိုအပ်နေလဲဒါလေးသိဖို့လိုတာပေါ့အဲ့ဒါလေးသိရင်တော့လေကိုကသူ့ကိုအများကြီးအရင်ဆုံးသူ့ကိုတော့လက်ကမ်းပေးမယ် ရေပူရေချမ်းကမ်းလမ်းပဲဒါမျိုးပေါ့နော်အဲအဲ့ဒါမျိုးလေးလောက်ဖို့လိုအပ်တာပေါ့အဲ့တော့သူနဲ့ကိုယ်နဲ့ရှေ့ဆက်အဆင်ပြေမလားလို့မေးရင်တော့မစိုးပါဘူးစူးစမ်းကြည့်ပါဆိုတော့မိုတီလေးတစ်ခုကိုတော့ရတယ်နည်းနည်းလေးတော့ 8080ကြီးနဲ့တော့စားရလိမ့်မယ်သူဘက်ကနေကိုအာအရင် welcome ဖြစ်ပါတယ်ကိုဝင်လိုက်တာနဲ့ဟာ hello ပါညာဆိုတော့ welcome ဖြစ်မဲ့ energy မျိုးတော့မဟုတ်ဘူးနည်းနည်းလေးတော့အားသွန်ခွန်ဆိုင်လေးတော့စူးစမ်းရမယ်အဲ့တော့ဘယ်လိုပုံစံနည်းလေးနဲ့စူးစမ်းကြမလဲဒီထဲထဲမှာတွေ့ရတဲ့ energy ကိုပြောရရင်တော့ သူ့ကိုသူ့ရဲ့ဒါ Facebook social media account လေးသူဘာ post လေးတင်လဲ။အော်သူ post တင်လိုက်တဲ့ဟာလေးကဒါဝမ်းနေနေလို့လား။ဒါမှမဟုတ်သူပျော်နေလို့လား။ဒါမှမဟုတ်သူဘာလိုအပ်ချက်ရှိနေလို့လဲ။ဒါမျိုးလေးတွေနဲ့ alike တသိလေးပေါ့နော်။ကိုကဘေးနားကနေတကယ် healer ဆိုတဲ့ပုံစံမျိုးလေးနဲ့သွားမယ်ဆိုရင်တော့ဒီအချိန်လေးကကောင်းနိုင်တယ်။အဲ့တော့နီးလန်းတွေပါပြောပြပေးတာနော်။ဒီမယ်။သူနဲ့ကိုယ်နဲ့ဆက်ဆက်အဆင်ပြေမလား။ ်သူနဲ့ကိုလည်းရှေ့ဆက်အဆင်ပြေမလားရှင်သူနဲ့ကိုလည်းရှေ့ဆက်အဆင်ပြေပါမလားဒီမဲ့ကြည့်အဲ့တော့မိုတီတွေကတော့တက်တယ်เนาะမိုတီရောတက်တယ်သူနဲ့ကိုလည်းရှေ့ဆက်အဆင်ပြေမလားဆိုတော့ပြေအောင်စူးစမ်းရရတာပေါ့အဲ့တော့အခွင့်အရေးတွေရှိတယ်စူးစမ်းလို့ရတယ်ဒီမှာလည်းအောင်မြင်မှုတွေတွေ့ရတယ်ဒီမှာလည်းဒီမှာကြည့်နှစ်ယောက်တဲ့အိမ်မက်တွေဖြစ်နေတယ်ဆိုတော့ဟိုကဲ let's do it ျောစားစီရအောင်ကဲဒီရီလန်ဘွေဝန်လေးရတော့เนาะမူတီရပါပြီเนาะမူတီရပါပြီကဲစူးစမ်းမယ်ဆိုတဲ့သူလေးတွေဘာလိုအပ်လားဘာလိုအပ်တာလဲသူနဲ့ကိုယ်နဲ့ရှိတ်ဆက်အဆင်ပြေဖို့အဓိက key point is အချစ်ပေါ့เนาะကိုကသူ့မန်ကန်နဲ့ဖြူစင်တဲ့ပုံစံမျိုးလေးနဲ့ချစ်ပေးရမယ်အဲ့တော့သူကအာမြစ်တာလိုချင်တာအချစ်သက်ဆိုင်မြစ်တာလိုချင်တယ်เนาะအဲ့တော့ကိုအဲ့ဒါကြောင့်မလို့မူတီလည်းတော့မှပြောပြရတာက အရင်အရေးကြီးတဲ့ပွိုင်းနော်ပလေးမှလာကိုကိုကိုပြန်မင်းငါပလေးတော့မဟုတ်ဘူးနော်ငါသေးကြတယ်နော်ငါသူနဲ့ရှင်ပြီးတော့တခြားလူဆိုရင်သူငါဟိုဘယ်လိုကောင်မလဲဟို option တစ်ခုအနေနဲ့မဟုတ်ဘူးเนาะလူတယောက်ကို option တစ်ခုအနေနဲ့သွားမယ်ဆိုရင်ကိုယ်ကလည်းသူ option အနေနဲ့ပဲထားမှာပဲလူတယောက်ကိုကိုက main role အနေနဲ့ကိုသူ့ထားလိုက်မယ်ဆိုရင်သူလည်းကိုယ်တစ်ချိန်မှာ main role အနေနဲ့ပြန်ထားလာမှာပဲအဲ့ဒါကဒီတယောက်တယောက်ကြားတဲ့တည်းမှာအရေးကြီးဆုံး key point ပဲတယောက်နဲ့တယောက် လက်တွဲတဲ့သူတွေမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုသူ့အပေါ်မှာတကယ်မေတ္တာမှန်လားကိုဘက်ကကိုကိုကိုလူတရားကိုမလိုက်ခင်မှာတေချာပြန်မေးကြည့်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးပြန်မေးကြည့်လို့မှ okay definitely တေချာတယ်ငါဘက်က clear ရှင်းတယ်သူမသူဆိုတိုင်းဆိုရင်တော့သူကဆက်စူးစမ်းသွားလို့ရတယ် အခြေအနေကောင်းတယ်မိုတီတွေရှိတယ်အဲ့ဒါကြောင့်မလို့စူးစမ်းကြည့်ပါကိုယ့်ဘက်ကမေတ္တာမှန်နေဖို့လိုလိုအပ်တယ်ပေါ့နော်။ तू ကတကယ်အခုဘာလို့နေလာလဲဆိုတော့သူ့ကိုတကယ်ကိုမေတ္တာအစ်စ်နဲ့ချစ်ပေးမဲ့သူသူ့ပလီမဲ့သူ तू မလို့ရှင်ဘူး။နော်အဲ့ဒါလေးကိုတော့တွေးရတယ်ကိုကသူ့အတွက်ကို supporting ကောင်းကောင်းပေးနိုင်တယ်သူမေတ္တာပေးမယ်သူဘာဖြစ်နေလဲ supporting ပေးမယ်သူအကြံဉာဏ်လိုလားရတယ်ပေးမယ်အဓိကကဒီနေရာမှာလေပူဆက်ပူလောင်နိုင်တဲ့မြစ်တာမဟုတ်ဘူးအဲ့တော့ ဒီတယောက်ကိုကိုလိုက်မယ်ဆိုရင်စိတ်ကောက်မယ်စိတ်ဆိုးမယ်အဝင်တိုးမယ်ရင့်မယ်တင့်မယ်လို့စဉ်းစားထားရင်သူ့ကိုမလိုက်နဲ့သူနဲ့မပတ်သက်နဲ့သူကမှအဆန်းကမှအားနေနေတာသူမြစ်တာလို့ခြင်းတာသူ့ကိုဆောင်းရှောက်တဲ့သူလို့ခြင်းတာအဲ့ဒါကိုကိုကဟိုရည်စားထားရင်အာရင့်မယ်တင့်မယ်ခြုံချယ်မယ်အာပူဆက်ပူလောင်လုပ်မယ်အချစ်တွေနဲ့နော်ချစ်တယ်ချစ်တယ်ဆိုပြီးတော့ကုလိုချင်တာတွေကိုဇွတ်လုံနေမယ်ဆိုရင်တော့သူ့ကိုမလိုက်နဲ့အဆင်မပြေဘူးရေရှိမှာ ဟိုအဆင်မပြေဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့သူတကယ်လိုချင်တာကဘာလဲကိုကအဲ့ဟာကိုပေးနိုင်လားပေးနိုင်နေဆိုရင်ဆက်ပြီးတော့လိုက်ပါလို့ပြောပြပေးချင်ပါတယ်သူတကယ်လိုချင်တာမြတ်တာနဲ့ supporting ဖြစ်တဲ့ healing ဖြစ်စေမဲ့သူကိုသူလိုချင်တယ်အဲ့ဒါကြောင့်မို့လို့စူးစမ်းချင်တယ်ဆိုရင်ဆက်စူးစမ်းသွားကိုယ့်ဘက်မှာပေးနိုင်နေဆိုရင်ဆက်စူးစမ်းသွားဒါလေးကိုတော့ပြောပြပေးချင်ပါတယ်အဲ့တော့ okay သူနဲ့ကိုနဲ့ရှေ့ဆက်ပြီးအဆင်ပြေမလားဆိုရင်ပြေဖို့အတွက်နီးလန်းနေအများကြီးပြောပြထားတယ် ပြည်ဖို့အတွက်လည်းမိုတီတွေအများကြီးရတယ် energy တွေကလည်းတအားကောင်းနေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့လိုအပ်တယ်ဆိုရင်ဒီကကလေးကိုလိုအပ်တယ်ဆိုရင်ဒီကကလေးပေါ့နော်ဒီကကလေးကိုအာ SS လေးရိုက်ပြီးတော့စောင့်ထားပေးနိုင်ပါတယ်ဒါကလိုအပ်တဲ့သူလေးတွေအတွက်ပေါ့နော်ဟိုအမှန်အတိုင်းပြောရင်တော့ကတ်တွေပါနေမလို့မြစ်တာပဲလို့လေခုနကပြောတယ်မှန်ကန်တဲ့ မြတ်တာမှန်ကန်တဲ့ basic မှု supporting healing ဒါပဲလို့တယ်เนาะအဲ့ဒါလေးကိုပြပြပေးချင်ပါတယ်ရှင် God like ပါရှင် group 1လေးတွေအစအစအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင်မင်္ဂလာပါရှင် Channel Lab ပိုင်းပေါ်ကနေပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ reading လေးကတော့မွန်ပတ်စင်ပြုလုပ်ပေးနေတဲ့ Sunday Love Message reading လေးဖြစ်ပါတယ်။အဲ့တော့ဒီနေ့ခေါင်းစဉ်လေးကတော့ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုတဲ့ခေါင်းစဉ်လေး နဲ့ group 2လေးကိုပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ card ကလေးကိုရွေးထားတဲ့ group 2လေးပေါ့နော်အဲ့တော့သူဆိုတာလေးကိုစိတ်ထဲမှတ်ပြီးရင် reading လေးကိုနားထောင်ပြီးနော်အဲ့တော့ဒီမှာသူ့ရဲ့ overall energy လေးကတော့အဆင်ပြေမလားလို့မေးရင်စူးစမ်းရမယ်ပေါ့ရေးလာမြောင်းပေးတွေလောက်ရမယ်လမ်းတွေဖောက်ရမယ် လမ်းတွေရှောက်ရမယ်အဲ့ဒီ energy လေးကိုတွေးတယ်အဲ့တော့ deconnection လေးကိုကြည့်ရတာလူငယ်တွဲလေးတွေတောင်းသားတွဲလေးတွေအာလူငယ်လေးတွေပြီးတော့နောက်ခြေလမ်းတွေပေါ့နော်အဲ့တော့ style တွေခြေလမ်းတွေတောင်းမဲ့သူလေးတွေတွေးရတယ်အဲ့တော့အခုတူတူရှိနေတဲ့သူလေးတွေမှာသူနဲ့အဆင်ပြေမလားသူနဲ့ရှေ့ဆက်ပြီးအဆင်ပြေမလားလို့ကြည့်တယ်ဆိုရင်လည်း design လေးတွေပေါ့နော်အာ design လမ်းကောင်းနေတော့မရဘူးဟေ့ လမ်းဟောင်းနေတော့မရဘူးအဲအရှိမတင်ကန်းစာတွေယူခဲ့ပြီးပြီအဲ့ဒီတင်ကန်းစာတွေကိုကျင်ရအောင်လေ့ကျင့်ပြီးတော့အသုံးချမယ် apply လုပ်မယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်ဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်အဲ့တော့သူနဲ့ရှေ့ဆက်ပြီးအဆင်ပြေနိုင်မလားဆိုတဲ့ဒီကောင်းစဉ်လေးမှာတစ်ဖက်က तू ဆိုတဲ့သူကရောကိုယ့်ကိုဘယ်လိုမြင်လဲဒါတိရမဖြစ်မှာပေါ့နော်အဲ့တော့ သူ group 2လေးရဲ့သူက group 2လေးပေါ်မှာဘယ်လိုစိတ်ထားရှိလဲဘယ်လိုမြင်ရလဲဘယ်လိုခံစားချက်ရှိပါသလဲ group 2လေးရဲ့သူက group 2လေးပေါ်မှာဘယ်လိုခံစားချက်ဘယ်လိုစိတ်ထားရှိပါသလဲအဲ့တော့ two of ones okay အဲ့တော့အခုချစ်သူမဖြစ်သေးတဲ့သူမျိုးဆိုရင်တော့ group 2လေးရလဲကိုယ်စဉ်းစားနေတာပေါ့စဉ်းစားနေတာပေါ့ကိုယ်ကိုသဘောကျနေတဲ့ crush မျိုးဆိုရင်တော့ ဘာဘရော့ဘရော့လာခွန်မလဲကွယ်အလားတွေပြင်ထားမယ်ဆိုတဲ့ energy ကိုတွေ့လာပေါ့เนาะအဲ့တော့ तू လဲကိုဘာလုပ်မလဲဆိုတာစောင့်ကြည့်နေတယ်ကြည့်နေတယ်เนาะဘာလုပ်မလဲဘာလုပ်မလဲအဲ့တော့တယောက်ကလည်းလာဖို့ရည်ရွယ်ထားတယ်တယောက်ကလည်းအစင်းသင်းစောင့်နေတယ်ဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်အဲ့တော့ကိုကိုအစ်ကိုဘယ်လိုမြင်လဲဘယ်လိုစိတ်ထားရှိလဲဘယ်လိုသဘောထားလဲဒါပေမဲ့လေ तू ကတော့စပြောမှာမဟုတ်ဘူးကိုပြောတာကို तू ကစောင့်နေတာ ူကအစမပြောပါသူနဲ့ကိုနဲ့ရည်ရွယ်ချက်တွေခံစားချက်တွေတူကြတယ်အဲ့တော့သူကမှချစ်ကောချစ်ရလားဆိုပြီးတော့အဲ့ဒီလိုမျိုးလေးတော့တွေးနေတယ်ကဲဒီ connection ရေဒီ connection ကတော့ပြောရရင်နှစ်ယောက်က the same page เนาะအဲ့တော့နှစ်ယောက်က the same page မှာရှိနေတယ်အဲ့တော့တတ်တာမတူလားဒါက ကိုဒါက तू ကတ်တရားအတူတူပဲကိုပေးမဲ့ဟာကို तू ကစောင့်နေတာပေးလာမှာကိုစောင့်နေတာဒါပေမဲ့ तू မပြောဘူး तू ကကိုပြောတာကိုစောင့်မှာဒါပေမဲ့လေသူ့ကို तू ယုံကြည်မှုတော့နည်းနည်းအားနေတယ်ပြောမှပြောပါမလား तू မှတခြားလူများရှိနေလား तू ကငါ့ကိုပလီနေမှာလားဘယ်လိုလဲဟဲ့မချစ်ဖယ်နဲ့ငါ့ကိုပြောမှာလားဒါမှမဟုတ်မပြောတော့တာလားတခြားလူတယောက်များရှိနေတာလား သူလျှောက်စဉ်းစားတာပေါ့ကိုကမှမပြောတော့လေအဲ့လိုမျိုး energy မျိုးကိုတွေ့ရတယ်ဒါက crash တွေဆင်းခဲ့တဲ့ energy ပေါ့နော်အဲ့တော့အတူတူရှိနေတဲ့သူလေးတွေဆိုရင်လည်းတယောက်နဲ့တယောက်ကြားတဲ့တည်းမှာ next level ပေါ့နော်အဆင့်တက်ဖို့အတွက်ပဲဖြစ်ဖြစ်သူနဲ့ငါနဲ့အချို့ RS တွေတချို့အခုတွင်းနေတဲ့ RS တွေသူကငါ့ကိုလေလက်ထပ်ဖို့ဘတော့ပြောမှလဲလက်ထပ်ဖို့အတွက်ကိုရည်ရွယ်ထားရဲ့လားငါကတော့သူ့ကိုလက်ထပ်ဖို့ထင်ငါရည်ရွယ်ထားတာ ဒါမဲ့သူကငါ့ကိုခုချိန်ကြီးလက်ထခွင့်လည်းမတောင်းဘူးရှေ့ဆက်မဲ့အနေထားအနာဂတ်အတွက်လည်းသူငါ့ကိုမစွေးနွေးဘူးပါကြီးလေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်အဲ့တော့ကိုယ့်ဘက်မှာအဆင်သင့်ဖြစ်နေပြီဆိုရင်သူ့ဘက်ကလည်းအဆင်သင့်ဖြစ်နေပါပြီဆိုတာကိုတွေ့တယ်အဲ့တော့ဒီ connection လေးမှာဘာမှမဟုတ်တဲ့ဟာလေးနဲ့နှစ်ယောက်ကလေဟိုဘယ်လိုပုံမလဲ အဲပန်းတိုင်ချင်းတူရဲ့ဒါနဲ့အဲ့ပန်းတိုင်ကိုတူတူဟင်းကနင်းနေခံနေဘလို့သွားမယ်ဒါမှမဟုတ်နော်နင်းနေခံနေဘလို့သွားမယ်အဲဘလူရှီလန်းနဲ့သွားမယ်ဘလူလန်းချောင်းနဲ့သွားမယ်ဆိုတဲ့ဟာနင်းအောင်အတူတူတိုင်မြင်လိုက်ရင်ပြီးနေပြီကိစ္စတခုပြတ်နေပြီကိစ္စအောင်ပြောဘူးသူလန်းပြောဘူးသူလန်းပြောဘူးရင်ငုံနှုတ်ပဲ့ဒါလေးကိုတွေးရတယ်ဒါပေမဲ့လည်းဖြစ်ချင်တဲ့ဆန္ဒလေးတွေကရင်ထဲမှာအတူတူပဲရှိကြတယ်လည်းလုံးလိုက်ပါတော့ဆိုတာလေးတော့เนาะနောက်ကနေပြောရမှာပါဒါဆိုရင်သူလက်ကုန်နဲ့ရှင်းဆက်ပြီးတော့

true love ဆိုတဲ့ energy လေးပေါ့ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုတော့မို့အဲ့ဒါလေးကိုခံစားရတယ်နော်အဲ့တော့ positive energy လေးကိုမို့ခံစားရတယ်တယောက်နဲ့တယောက်ကြားထဲမှာမာနခံနေတယ်သူမာနခံကိုမာနခံတယ်မဟုတ်ကဟုတ်ကနေဖြစ်ကုန်မယ်အထူးတတိထားပါမာနမာနမလို့တရားတရားလူနေရောက်ချစ်ကြတဲ့နေရာမှာချစ်ကြတဲ့အပေါ်မှာ no လုံးဝမာနမရှိရဆိုတာမျိုးပေါ့နော်အဲ့တော့လေးစားမှုရှိရမယ်လေးစားမှုရှိရမယ်ဟို တင်းတောင်ဖြစ်တဲ့သူချင်းမှမာနထားရင်မလိုလားအတဲ့မာနမျိုးပေါ့နော်တလွဲမာနပေါ့နော်ဒါမျိုးထားရင်တော့သူနဲ့ကိုယ်နဲ့စားတဲ့တည်းမှာလေရှိလည်းမရဘူးဒီတိုင်းပဲ stay stay ဖြစ်နေမယ်ဒီထဲမှာ situation ship တွေကိုလည်းတွေ့ရတယ်မလိုအပ်တဲ့တလွဲမာနထားပြီးမဖြစ်တင်တာတွေဖြစ်နေမယ်မလိုအပ်တဲ့တလွဲမာနထားပြီးတော့ဟန်နေဆောင်နေမယ်ဆိုရင် လူပြိုသူကြီးဖြစ်နိုင်မယ်အပြူဟိုင်းကြီးဖြစ်နိုင်မယ်ဆိုတော့အဲ့ဒီသတင်းလေးကိုဒါဆက်ပြီးတော့နားထောင်လိုက်ပါတော့အဲ့တော့မင်းကတော့ဒီအရှိပိုင်းလေးတွေကတအားကို positive ဆန်နေပြီးတော့ကောင်းတဲ့ဟေးကောင်းတဲ့ဟေးကောင်းတဲ့ဟေးလို့ပြောခဲ့ပေမဲ့နောက်မှာတလွဲမာနာရဲ့အနောက်ဆက်တွဲတွေကတော့လူပြိုသူကြီးလားအပြူဟိုင်းကြီးလားနှစ်ခုတည်းကတစ်ခုကိုဒါအာအကြံနေရင်တော့သိကြတယ်ကြံနေရင်တော့အေး bye bye ဆိုတာမျိုးဖြစ်သွားလိမ့်မယ် situation ရှင်များအထူးသတိထားပါ single လေးတွေ crush လေးတွေ တတိထားပါ RS လေးတွေ next level ကိုတက်ချင်နေဆိုရင်တော့တရားတရားဖြစ်သူချင်းချင်းမနာထားစရာမလိုဘူးဆိုတဲ့ဟာလေးကိုတော့ပြောပြပေးပေးချင်ပါတယ်အဲ့တော့ဒီ connection လေးကတနေရာမှာရက်တန်နေတယ်ဆိုရင်အာ next level ကိုတက်ဖို့အတွက်အချိန်က timing ရောက်ပါပြီအချိန်ရှိပါပြီ အချိန်ရအချိန်ကြပါပြီလုံးစရာရှိတာလုတ်ပါတော့လို့ပြောပြပေးချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အဲ့တော့သူနဲ့ကိုယ်နဲ့ရှင်းဆက်အဆင်ပြေမလားဆိုရင်တော့အခုထပြီးရင်အခုထပြီးတော့လမ်းလျှောက်ရင်အခုထပြီးတော့တခုခုကို action ယူလိုက်မယ်ဆိုရင် yes ပါလို့ပြောပြပေးချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အဆက်အဆင်ပြေကြပါစေရှင် င်္ဂလာပါရှင်ရှင်ဇလပန်ကောင်ကနေပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ reading လေးကတော့အပတ်စဉ်ပြုလုပ်ပေးနေတဲ့ Sunday Love Message reading လေးရဲ့ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုတဲ့ခေါင်းစဉ်လေးအောက်မှာ group 3လေးဒီကတ်ကလေးကိုရွေးထားတယ်။ the full ကတ်လေးကိုရွေးထားတယ် group 3လေးအတွက်ဖြစ်ပါတယ်။အဲ့တော့ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုရင်တော့အာ group 3တွားစင်တော့မလား do it အဲ့တော့ဒီထဲထဲမှာလေ group 3ကလေး အာမောရဲ့ rate တွေကိုလာကြည့်ပြီးတော့ confirm လုပ်ချင်တာเนาะအာ confirm double confirm လုပ်ချင်တာပြန်ပြီးတော့ check ချင်တာ သူတက်ကဆင်းနှင်းဖြစ်နေပြီ group 3ကလေအာတခုခုပေါ့နော်တခုခုလုံးမယ်ကြိုင်မယ်ဟေ့ဆိုရင်အဆင်သင့်ကဖြစ်နေပြီဒါပေမဲ့လေကိုယ့်အနေကိုတယောက်တည်းဆုံးဖြတ်လိုက်ရင်မများသွားမလားဒါပေမဲ့ဟိုဘယ်လိုကောင်မလဲ90ရာခိုင်နှုန်းလောက်ကတော့ ready ဖြစ်နေပြီပေါ့နော်အဲ့တော့မွန်းစီမှာလာပြီးတော့100ရာခိုင်နှုန်းလောက်လာပြီး confirm ယူပြီးတော့အာသွားမယ်လုံးမယ်ကြိုင်မယ်ကြားမယ်ဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်အဲ့တော့ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုတဲ့ energy ကတော့အခုချိန်မှာတော့ dividend ကြည့်ပြီးရင်တော့တခုခုထူးခြားလိုက်မယ်ဆိုတဲ့ပုံစံလေး ေးကိုတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပုံစံလေးနဲ့အစဉ်ပြေးမှာလဲမပြေတာလားပြေတာလားဘာလို့ရမလဲဆိုတာကိုမနှုတ်လေးလာကြည့်ရအောင်အဲ့တော့ group 3လေးပေါ့နော် group 3လေးကသူနဲ့အစဉ်ပြေမလားဆိုတဲ့အနေအမှာသူက ို့ကိုဘလို့မြင်တာလဲသူကကို့ကိုဘဘလို့သဘောထားတာလဲသူ့ရခံစားချက်အစင်မှန်ကို့ပေါ်မှာရောဘလို့ရှိလဲဆိုတာမလို့တိမှရှေ့ဆက်ပြီးသူနဲ့အစင်ပြေမပြေမလို့ဟိုဟာပေါ့နော်ဆက်ပြီးတော့လေးလာလို့ရမှာပေါ့ဒါကြောင့်မို့လို့သူနဲ့သူက group 3လေးရဲ့သူက group 3လေးပေါ်မှာဘလို့မျိုးစိတ်သဘောထားခံစားချက်အမြင်တွေရှိလဲ We are Fortune. This is a Gondalino. Reason one is the Pentacles. Okay. Wow, it's all sauce. King of Pentacles. Okay. She's a beetle. အသူနဲ့အဆင်ပြေမလား तू ကဘလို့အခြေအနေရှိလဲဆိုတော့ तू ကလည်းအာလုံးမယ်ကိုင်းမယ်ကြားမယ်အဆင်သင့်ဖြစ်နေပြီ तू ကလည်းတခုခုကိုအာ yes ready ပဲ i'm ဖြစ် I'm ready ဆိုတဲ့ energy တဲ့မှာရှိနေတယ်။နေ့ရက်စလုံးက ready လို့ဖြစ်နေပြီ။အစ်စင်းစင်းဖြစ်နေပြီပေါ့။သူလဲစင်တဲ့ကိုလဲစင်တဲ့ပေါ့နော်။အဲ့ဒီ energy မျိုးကိုတွေ့ရတယ်။အဲ့တော့ဒီ connection လေးကိုတော်တော်များများတွေ့ရတာ။ဘာလဲဆိုတော့ X လေးတွေပြန်လာတာမျိုးတို့။အဲ့တော့တယောက်နဲ့ connection တစ်ခုအဆုံးသတ်ပြီးတော့နောက်ထပ်အစ်စ်တယောက်နဲ့ connection တစ်ခုကိုမိမဲ့ပုံစံမျိုးတို့အဲ့ဒီ scenario လေးနှစ်ခုကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ အခုမှပူပူနွေ့နွေ့အရင်းစားဆန်ထားမဲ့သူတွေရဲ့ energy ထက်ဆိုင်ရင်အ ace နဲ့ပြန်တွဲရင်ကောင်းမလား ace ကပြန်လာလားကိုလက်ခံလိုက်ရမလားဒါမှမဟုတ်ရင် ace မဟုတ်တဲ့တခြားလူတယောက်ယောက်ကနေမှကိုကို propose လုပ်တဲ့အချိန်မှာကိုကဒါလေးကိုစဉ်းစားလိုက်ရမလားဒါလေးကိုငါဖြေပြီးလိုက်ရင်ကောင်းမလားဆိုပြီးတော့ double confirm လုပ်တဲ့ energy လို့တွေးရတယ်အဲ့တော့ဒီ reading ကိုမိုးစီမှာကြည့်နေတဲ့သူလေးတွေထဲမှာမဘာခံစားရလဲဆိုတော့ ဟိုဒီ group 3ကလည်းအမွေရဲ့ဒီဒီ reading လေးကိုစိတ်ဝင်စားတယ် group 3ရဲ့တစ်ဖက်တူလေးရလဲဒီ reading ကိုကြည့်ပြီးတော့အရှိသွားမယ်ဘယ်လိုလုပ်ရမလဲစိတ်ဝင်စားတဲ့ energy လေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါချစ်သူတွေအချင်းချင်းကြည့်ကြရဆိုရင်တော့မသူရောကိုရောသူရောကိုရောနေရာစလုံးပေါ့လက်ရှိမှာအခုချစ်သူဖြစ်နေတဲ့သူလေးတွေပေါ့နော်သူလေးတွေအရှိ့ကို next level ပေါ့နော် next step ကိုပေါ့အမမင်္ဂလာဆောင်တော့မလားလက်ထက်တော့မလားစိတ်ဆက်တော့မလားမိဘတွေကိုပြောကြမလားဒီလိုမျိုးလေးတွေလည်းဆက်ပြီးတော့လည်လာသွားလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှေ့ဆက်ပြီးသူနဲ့အဆင်ပြေမလားဆိုတဲ့ဒီနေ့ခေါင်းစဉ်မှာသူဟာသူ့ရောကိုရောနှစ်ယောက်စလုံး ready ဖြစ်နေပြီ I am ready နောက်ကအဆင်ပြေမလားကိုပဲသိချင်တော့တာအခုကကိုကို okay နေပြီ ောက်ကို setting ချထားပြီးပြီအဆင်ပြေမလားပဲပြီးချင်တာ okay ဒါဆိုရင်ပြန်လေးကြည့်ပြီးမယ်အဲ့တော့ group 3လေးရေရှင်းဆက်ပြီးသူနဲ့အဆင်ပြေမလားရှင်းဆက်ပြီးသူနဲ့အဆင်ပြေမလားရှင်းဆက်ပြီးသူနဲ့အဆင်ပြေမလားဆက် ယ်မွန်တီတဲမှာတွေ့ရတာကတော့အကြိမ်ကြီးများနှစ်ယောက်ကြားတဲ့တဲမှာပေါ့နော်ဒါအိတ်တွေဖြစ်ခဲ့တယ်ဆိုရင်လည်းဟိုပြုတ်ပြန်ပြောင်းလဲပြီးတော့ပေါ့နော်ပြန်လာတာမျိုးကိုမျောလင်းဆောင်စားနေတဲ့ energy မျိုးကိုတွေ့ရတယ်အဲ့တော့ကိုကအိတ်ပေါ့နော်ကိုကအိတ်ကိုရဲ့အိတ်လေးကိုပြန်ပြီးတော့အာသူနဲ့ကိုရဲ့အရင်ချစ်သူဟောင်းစီကိုကိုပြန်ပြီးသွားမဲ့သူမျိုးလေးတွေသူကလက်ခံမပါမလားသူကပြီးသွားရလားပြတ်သွားရလားဘာလားလို့မေးတယ်ဆိုရင်တော့ဟုတ်တယ်ဒါပေမဲ့ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကိုယ့်ရဲ့ tax site တွေကိုယ့်ရဲ့မကောင်းတဲ့ visa တွေသူနဲ့ကိုယ်နဲ့ဂျာတဲ့မှာဖြစ်ပျက်ခဲ့တဲ့အရာတွေ trauma တွေဒါတွေအကုန်လုံးကိုရုပ်သိမ်းပြီးတော့နော်ဟိုအချစ်အချစ်တစ်ခုလေးနဲ့ပေါ့နော်အချစ်တစ်ခုကိုပဲဦးစားပေးပြီးတော့မင်္ဂလာမေတ္တာလေးနဲ့သာရှိမယ်ဆိုရင်ရှေ့ဆက်ပြီးအဆင်ပြေပါတယ်ဆိုတဲ့ဟာလေးကိုတွေ့ရတယ်အဲ့တော့စူးစမ်းမယ်ဆိုရင်စူးစမ်းလိုက်တော့ဒါပေမဲ့ ကိုပြုပြင်ရမယ်ကိုပြောင်းလဲရမယ်ကိုနဲ့သူနဲ့တဟဇာတာမဖြစ်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့ပြင်ရမယ်အဲ့ဒါလေးတခုရှိတယ်ဒါက ace လေးတွေ comeback ပြန်သွားမယ်ဆိုရင်ပေါ့နော်နောက်တစ်ခုအားကြတော့အတူတူရှိနေတဲ့သူလေးတွေ next level ကိုသွားမယ်ရည်ရွယ်တယ်ဆိုရင်သူနဲ့ကိုနဲ့ကြားတဲ့တည်းမှာဟိုဘယ်လိုကောင်းမလဲဟိုတရားတရားနဲ့တရားတန်ရုံးစင်တွေကြီးလို့ နော်တန်ရောစင်တွေအရန်ရှိတဲ့အခါဟိုရှေ့ဆက်မယ်ဆိုတဲ့ energy မျိုးကိုတွေ့တယ်ခရီးတစ်ခုကိုတူတူသွားကြတော့မယ်ဆိုတဲ့ energy ကိုတွေ့တယ်ဒါကြောင့်မလို့အဲ့ခရီးကိုတူတူသွားဖို့အတွက်ဆိုရင်လိုအပ်ချက်ကဘာလဲမေတ္တာတရားနော်လူဝမ်းချက်ကပါလဲမြတ်တာတရားတရားကိုတရားယုံကြည်စွာရှိရမယ်ပျော်ရွှင်စွာရှိရမယ်မှန်ကန်စွာခံရရမယ်ဆိုတဲ့ ဟာလေးပဲလိုအပ်တယ်အဲ့ဒါကြောင့်မလို့ရှင်းဆက်မဲ့အဆင်ပြေလားဆိုရင် yes အဆင်ပြေတယ်ဒါပေမဲ့မှန်ကန်မလေးစေဆိုတဲ့ energy လေးကိုရရှိတယ် crash လေးတွေပေါ့เนาะ crash လေးတွေသူနဲ့ကိုယ်နဲ့အဆင်ပြေမလားလို့မေးရင်တစ်ဖက်လူကကိုယ့်အပေါ်မှာ "तू ငါ့အပေါ်မှာမှန်မှန်ကန်ကန်ချစ်ရဲ့လား။အရင်လူနဲ့ရောပြီးသွားရဲ့လား။ break up ကတကယ်ဖြစ်သွားပြီလား။" အာအရင်အိတ်ကပြန်လာမှာလားငါနဲ့တိုက်ပြီးတော့မှငါနဲ့တွဲလိုက်ပြီးတော့မှ तू ဟာတခြားအိတ်ကြီးစီကိုပြန်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့တွေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အာအဲ့လိုဘယ်တော့မှမဖြစ်ဘူးဆိုတော့ယုံကြည်မှုမျိုးပြီးမှ तू နဲ့ရှေ့ဆက်ဖို့အဆင်ပြေလိမ့်မယ်အဲ့ဒါကိုပြောပြပေးချင်တယ်အဲ့လိုပဲအိတ်တွေလည်းအဲ့လိုပဲပေါ့နော်ဒါလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူမှာ တန်တရားဖြစ်နေတာပေါ့တစ်ဖက်ကကိုယ့်ရဲ့ကိုကြီးရွယ်တဲ့သူလေးမှာတန်တရားဖြစ်နေတဲ့အတွက်အဲ့တန်တရားကို ိုကဖြောက်ဖြက်ပေးနိုင်တယ်အဲ့ဒီမေတ္တာနဲ့ဖြောက်ဖြက်ပေးနိုင်တယ်ဆိုရင်အဆင်ပြေလားဆိုတော့အဆင်ပြေပါတယ်ဆိုတာလေးကိုတော့တွေ့ရပါတယ်အဲ့တော့ဒီနေရာမှာ love ပေါ့နော်အဲ့တော့ new love ဆိုတဲ့ energy တွေလည်းဝင်လာနိုင်တယ် ace တွေလည်း come back ဖြစ်လာနိုင်တယ်ဆိုတာကိုဒီတဲ့ထဲမှာတွေ့ရတယ်ဒါကြောင့်မလို့ group 3လေးတွေသူနဲ့ရှေ့ဆက်ပြီးအဆင်ပြေမလားလို့မေးရင်တော့ကိုယ့်ရဲ့အညစ်အကြေးမကောင်းတဲ့ style တွေ trauma တွေတန်တရားတွေကို ပြောင်းလဲပြစ်လိုက်ပါအစင်ပြေမှာပါအဲ့ဒီလိုပဲတပတ်လူမှာတန်တရားတွေကိုယ့်ပေါ်မှာရှိနေတယ်ဘာညာဆိုရင်အဲ့ဒါကိုပြောင်းလဲပြဖို့ကြိုးစားပါဒါဆိုရင်အစင်ပြေမှာပါဆိုတဲ့ပုံစံလေးကိုတွေ့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဂရုသတိလေးတွေအစင်ပြေမယ်လို့ယုံကြည်ပါတယ်အဲ့ဒီတန်တရားတွေ trauma တွေကိုဒါကိုယ့်ဘက်ကဖြောက်ပေးနိုင်တယ်ဆိုရင် အရန်အဆင်ပြေမှာပါလို့ပြောပြပေးချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အစားစားအဆင်ပြေကြပါစေပျော်ရွှင်ကြပါစေအောင်မြင်ကြပါစေလို့ငွေကဆုတောင်းပေးပါတယ်ရှင် See you